ဇာတိဥတုခရဲ့ဓမ္မကထာစာပရိသာဣစာအုတ်ကိုဖတ်ရှုခွင့်ပြုပါရင်ဇာတိနဲ့သက်ဆိုင်သူများအားလုံးထံမှာခွင့်တောင်းလိုက်ပါရရှင်ကတေတိကတေတိဒုတိယပိုင်းကတေတိဆိုတဲ့သုရဝံမထေရဲ့အတိတ်ဇာတ်ကြောင်းကိုဆက်ပြောကြဆိုရဲ့ဟုတ်ကဲ့ပါပါသုရဝံမထေကမြတ်စွာဘုရားရဲ့ဥပနိတ္တယနဲ့ဆရာစီဝကရဲ့တည့်ရဥယျာဉ်ကြောင်းမှာရဟနာဖြစ်ခဲ့ရာကြောင်းကိုပြောခဲ့ပြီးပြီးပြီး ဟုတ်ကဲ့ပါပါအေးနောက်ကာလမှာတော့မြတ်စွာဘုရားသခင်ကဝေလူဝင်เจ้าတော်မှာပြန်လည်ပြီးတရင်တုံနေတော်မူတယ်။ဩရာဇကြိုပြီမှာမြတ်စွာဘုရားတရင်တုံတော်မူရာเจ้าကနှစ်เจ้าတော်ရှိတယ်ကိုဟုတ်တယ်။ဗေမိတာရာမင်းကြီးကဝါရုံဥယျာဉ်ရဲ့မှာဆလုံးလူတန်းထားကြတာကဝေလူဝင်เจ้าဖြစ်တယ်။အလိုနှလုံးမွေရောပဲရှိတယ်လို့ပြည်သူများကအချီးမွမ်းကြရတဲ့เจ้าတော်ဆရာစီဝကရဲ့တည့်ရဲ့ဥယျာဉ်เจ้าကရာဇကြိုမြို့နဲ့အနေငယ်ကွာလန့်တဲ့အတွက်အလွန် စိတ်ငြိမ်တယ်လို့ပြောစမှန်ပြုကြရတယ်။စကားဆက်မိလို့ပြောရအောင်မယ်။တာဝတိမျိုးပါလဲပဲဧည့်သည်လို့အကြောင်းတစ်ကြောင်းရှိတယ်။တကြောင်းကအနာတပိန်တတိဆောက်လို့လူဒန်းထားတဲ့ဇေဒဝင်းကျောင်းတော်ကြီး။နောက်တကြောင်းကဒါယိကာမာကြီး။တတိကတော်ဝိတာကလူဒန်းနဲ့ပုပ်ဖာယုံကျောင်းတော်ဖြစ်တယ်။မြတ်စွာဘုရားကအကြောင်းတစ်ကြောင်းရှိရမျိုးဆိုရံဖန်ရံကအလဲလဲပြုပြီးတော့ကြီးမြောက်တရင်သုံးတော်မူတယ်။ယခုလဲဆရာစီဝကရဲ့တရားဥယျာဉ်ကျောင်းလိုက်ကနေဘယင်ဘိမိတာရာရဲ့ဝေလူဝင်ကျောင်းတော်ကိုပြန်လဲကြွရောက် တရင်တောင်းတော်မူတဲ့အခါဖြစ်တယ်။တညာချမ်းမှာမြတ်စွာဘုရားရဟနာကုရီတိုင်းအတွင်းကထွက်ကြတော့မမှုသိမီရန်တွေကဆက်မိဆက်ရစကားတွေပြောဆိုဆွေးနွေးကြတယ်။သူတစ်ဖြစ်တော့မြတ်စွာဘုရားရဲ့ဂုဏ်တော်အကြောင်းဘုရားမြတ်စွာရဲ့ဒေသနာတော်အကြောင်းတပိတာဝကတန်ဃာတော်တွေအကြောင်းမြတ်တာဖြစ်တယ်။အဲ့ဒီနေ့ကတော့တရားဝိဉ္ဇောင်းတော်မှာလောလောဆယ်ရဟနာဖြစ်သွားတဲ့သုလပံမထေရအကြောင်းဆွေးနွေးမိကြပါတဲ့။သူအကြောင်းကလည်းအံ့ဩစရာ ချီးမွမ်းစရာဖြစ်နေပြီးတာကိုကာရာတပုတ်ကိုရက်ပေါင်းတရာကျော်ချက်လို့မှအာကုန်ရတဲ့ပုဂ္ဂိုလ်ကစိတ်ပြတ်အားငယ်ပြီးတော့သာသနာတော်ကနေထွက်မယ်ဆဲဆဲမြတ်စွာဘုရားရဲ့ကျေးဇူးတော်ကြောင့်သာသနာအထွတ်အထိပ်အရက်တဖူချမ်းသာကိုခံစားရတဲ့အကြောင်းမြတ်စွာဘုရားကိုအမိပြု၍သာလောကုတ္တရာကျေးဇူးကိုရနိုင်တဲ့အကြောင်းပြောဆိုနေကြပါတဲ့ ထို့အချိန်မှာပဲဟိမဝေဒါရွှေကူကကေဒရာစာချင်းတင်မင်းကတင့်တဲစွာထွက်လာတယ်လို့ပဲမာကန္နာကုဏီတိုက်တွင်ကလည်းမြတ်စွာဘုရားသခင်ထွက်ကြွားတော်မူလာပြီးခင်းထအပ်တဲ့ဗုဒ္ဓသာသနာပလင်ပေါ်မှာထိုင်နေတော်မူတယ်အဲ့ဒီအခါမှာတထောင်မြလောက်သောတန်ဃာတို့ကြီးကမိကိုရေနဲ့နှိမ့်တက်ပြလိုက်တဲ့ကဲ့သို့မလုံမရှဲအသက်မရှိပဂရီငြိမ့်တက်နေတယ်တိတ်ဆိတ်နေတယ်ဒီချိန်ဒီခါနဲ့ဒီမြင်ကွင်းကိုစဉ်းစားကြည့်လိုက်စမ်းမောင်လာ၏ ပရိသတ်တစ်ထောင်ကျော်နှစ်ထောင်စုဝေးနေတဲ့ခန်းပါဆောင်ကြီးကလုံးဝတိတ်ဆိတ်ငြိမ့်သက်နေပုံကဘဲလောက်များကြီးနုစရာကောင်းမလဲဟုတ်ပါရဲ့နော်ဘာဘာအုပ်အုပ်ကြက်ကြက်ဖြစ်တင်လျက်နဲ့အလွန်ငြိမ့်သက်တိတ်ဆိတ်နေတဲ့အခါမျိုးကစိတ်ဓာတ်ကိုခြောက်ချစေတယ်လို့စိတ်ဓာတ်ပိတာပညာရှင်ကြီးများကတောင်ဆိုကြသေးတယ်အေးအဲ့ဒါဟုတ်မယ်ကွာမြတ်စွာဘုရားရဲ့ရှေ့တော်မှာတထောင်မကတဲ့ယဟန်တာဝကများခံစားနေကြပုံကိုကောသလံဘုရင်ကြီးကအံ့ဩလွန်းလို့မြတ်စွာဘုရားကို အခုလိုမေးလျှောက်တော်မူတယ်။မြတ်စွာဘုရားကျွန်ုပ်ဒီတားမီတပြီလုံးဤအသက်ဥစ္စာမှန်ဖြစ်တယ်။ကျွန်ုပ်ဤနှုတ်မှာတတ်စေဟူသောစကားနှလုံးနှင့်ပင်လူတယောက်ရဲ့အသက်စီဝင်ပြတ်သုံးသွားနိုင်သောအာနာရှင်ဖြစ်တယ်။တို့ကလောက်တကောအာနာရှိသည်ဟုသိကြပါလျက်။မင်းခါယောက်ျားမှုရန်များသည်ညီလာခံခစားကြသောခန္ဓာငြိဝိပီပြခံရခြင်းမရှိကြပါ။အချင်းချင်းညင်ခုံရည်လည်းနေရကြပါသည်လှလိုရရစကားတီတို့ချီတို့လက်တို့ခေါင်းချင်းဆောင်ရည်ပြောသည်များလည်းရှိတတ်ပါ၏ တူနှစ်တူမျက်နှာရည်မျက်နှာခဲပြပြီးကောင်းရင်ချင်းကောင်းကားချင်းလက်ညှိုးထောင်ပြချင်းလဝကပြချင်းတို့လည်းရှိတယ်ပါ ਈ ဘူဘူးကက်ကက်ခုံချင်းထိဆက်၍အရေးအဝယ်ပြသူလည်းရှိတယ်ပါ ਈ ရုပ်စွာဆုံးချောင်းဆိုးချင်းခြေဆက်ချင်းတန်းဝေချင်းအေရီယာပုတ်ပြင်းချင်းစသည်တို့ဖြင့်ဤလာကံခမ်းမာကြီးနိုင်မငြိမ်မသက်ဖြစ်နေတတ်ပါသည်ဗျာယခုမြတ်စွာဘုရားအားခါစားဝင်းရံနေကြသောတန်ဃာပရိသတ်ကြီးမာကမလုံမရှက်အတန်အတန်မပြူပဂရိရွှေစင်းတို့ငွေစင်းတို့များကဲ့သို့တိတ်ဆိတ်ငြိမ်သက်စွာနေတော်မူနိုင်လွန်းကြသည်ကို အကျွန်ုပ်အံ့ဩမိပါ၏ထိမွန်းမိပါ၏ခြောက်ချမိပါ၏လို့ရှောက်ထားလိုက်တဲ့ကွယ်အိမ်တော်မြတ်စွာဘုရားကဘလို့များ အမဲရှိတော်မူသလဲပါပါရဲ့မြတ်တော်မင်းကြီးတဲ့အသင်မင်းကြီးကတိုင်းပြည်ဘရင်ဖြစ်တော်မူသောကြောင့်ပြည်သူလူထုရဲ့အသက်အိုးအိမ်စီစဉ်ကိုစိုးပိုင်နိုင်သူသာဖြစ်တယ်မြတ်စွာဘုရားတို့မှာက သီလဂုံသမာဓိဂုံပညာဂုံဝိမု ക്തി ဂုံဝိမု ക്തി ညာနာဒသနာဂုံဟုဆိုရသောကျေးဇူးဂုံ၅ပါးနဲ့ပြည့်စုံကြသည်ဖြစ်တယ်ထို့မှတပံအသိမင်းကြီးအားဝိုင်းရန်ခစားနေတဲ့မူမှန်များမှအစ မိမူတံပြိတ္တတို့သည်လောကီရေရာဂုံတိတ်ကဥစ္စာရာထုလုနာယင်မူလိုလားနေချသူများသာဖြစ်တယ်မြတ်စွာဘုရား၏တပိတာတန်ဃာတို့မှာကအာဘတ်ခုနဘုံကိုလုံကျုံစွာစောင့်ချောင်းဖြစ်သောပါတိမကတံဝရသီလအိန္ဒိယ၆ပါးကိုတားမြစ်ပိတ်ပင်ချောင်းဖြစ်သောအိန္ဒရိယတံဝရသီလမိစ္ဆာဇီဝမှာကျင့်ခွာလျက်စင်ကြယ်စွာအသက်မွေးဝမ်းချောင်းဖြစ်သော ာဇီဝပါရိတုတ်ဒီသီလပစ္စည်းလေးပြာကိုပြစ္စဝကနာတင်း၍စင်ကျင်သုံးသက်ခြင်းတည်းဟူသောပစ္စည်းအတနိတိတသီလဤလေးဝသောစတုပါရိတုတ်ဒီတကောအလွန်ဖြူစင်မြူမတင်သည့်ပုံကိုယ်ကိုဖြစ်ပေတယ်လို့အမိန့်ရှိတော်မူပါတယ်။အင်းရှင်ဘရင်နဲ့သူပြိတ္တမြတ်စွာဘုရားနဲ့တာဝကပြိတ္တတို့ကြွားကြကြတာကြီးညိုစရာဘုသူတ္တယူစရာပါပဲ။အေးအဲ့ဒီကမှာမြတ်စွာဘုရားကစကားစတဲ့မွိတ်မြတ်တော်မမှုခင်မှာ ဘဲတာဝကယဟန်ကမှရှောက်ထားခြင်းမပြုဝင်ကြဘူးမြတ်စွာဘုရားကိုရိုင်းကစတင်မိန့်တော်မူရရှိတယ်ချစ်သားတို့ငါဘုရားထွက်ကြတော်မူမလားမိချစ်သားတို့ဒီအဘဲအကြောင်းတရားဘဲစကားတို့ကိုဆွေးနွေးခဲ့ကြသနီးလို့မိတော်မူလည်းရှိတယ်အဲ့ဒီခါမှမှသီလသမารိပညာထုခဲ့တဲ့ယဟန်တပါးပါးကယူတင်မြန်းတို့ရှိခိုးပြီးမိမိတို့ဆွေးနွေးခဲ့တဲ့စကားကိုပြန်ကြားလျှောက်ထားလည်းရှိတယ်အများစုကတော်တော်ညံအောင်တရားတော်ကိုလျှောက်ထားခြင်းမျိုးမရှိစေရဘူးအဲ့ဒီနေ့မှလျှောက်ထားတာကတော့ ကောင်းချင်းကုံနဲ့ပြည့်စုံတော်မူတဲ့မြတ်စွာဘုရားအလွန်ညံနှုံနှေးလာတဲ့ဆုလဘံမထေရကရည်ကြီးအထုမြမကသောမဟာကရုဏာတော်ရှင်မြတ်စွာဘုရားသခင်၏ကယ်တင်ဆောင်မခြင်းဖြစ်သောလောကုတ္တရာကျေးဇူးကိုအထုခံယူနိုင်စွမ်းရှိရပါသည်ဟုသောအကြောင်းအရာများကိုဆွေးနွေးခဲ့ကြခြင်းဖြစ်ပါသည်ဘုရားလို့ဧည့်သည်လို့လျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားကချစ်သားတို့အလွန်ညံနှုံနှေးလာသောဆုလဘံမထေရသည်ယခုဘဝ၌သာငါဘုရားကြောင့်လောကုတ္တရာကျေးဇူးကိုရလိုက်သည်မဟုတ်သည်တခုသောဘဝ၌ အလုံးညာနှုံနေသည်ဖြစ်သောစုလပံမတိအလောင်းအားငါဖျားသည်လောကီကျိုးကျေးဇူးဖြစ်ပွားအောင်ဆောင်မတင်ပြခဲ့ရပေပြီလို့စကားကိုဆုံးသက်ပြီးခန့်စိန်နေတော်မူတယ်။ဆိုလိုတာကစကားစာကိုဖြတ်ပြီးရထားလိုက်တာပေါ့ကွယ်သဘောကတော့မြတ်စွာဘုရားတို့ကတရားဟောတော်မူရာမှာကာလဒေတာပုဂ္ဂလာတို့ကိုသုံးသက်ဆင်ခြင်ပြီးမှဟောတော်မူတယ်ပေါ့ကွာအဲ့ဒါလိုရထားလိုက်ပြီးတဲ့နောက်မှာယဟန်များကိုစားတပါသောယဟန်က တနာချင်းမြောက်တော့အားဖြင့်တပည့်တော်တို့ဟာအတိတ်အကြောင်းကိုဆောင်ပြပေးတော်မူပါဖရာပေါ့အတိတ်ဇဝတ္ထုကိုဟောပြပါဖရာလို့တောင်းမန်လျှောက်ထားလိုက်တော့မာမြတ်စွာဘုရားကအတိတ်ဝတ္ထုကိုဟောကြားတော်မူတယ်ရှိတာကဖရာတို့ဓမ္မတာပါပဲ။အော်အခုကျွန်တော်တို့ခေတ္တဓမ္မကတိကဆရာတော်များထံတရားဟောဖို့ရာတောင်းမန်လျှောက်ထားရတာဒါကြောင့်ကိုဒါကိုပဲတရားတောင်းတယ်လို့ခေါ်ကြတယ်မဟုတ်လားပါပါဟုတ်ပါတယ်ဗျာ။ကဲအခုမှဖရာဟောတော်မူတဲ့ ဇူလဗန်မထေရဲ့အတိတ်ဆန်းချောင်းကိုဓမ္မပဒါကနေထုံလို့ပြီးဟောရတော့မယ်။ရှင်လွန်လေးပြီးတော့ဘွားတခုမှဗာရဏသီပြီးမှတထေသတယောက်ရှိတယ်။ထိုတထေသလူလင်ကမိဘကုံနဲ့ချမ်းသာကြွယ်ဝခြင်းတော့ရှိပါရဲ့။ပညာဉာဏ်ဘုသူတရာမှာတော့လွန်ဉဏ်ထုံထိုင်းလို့ဆရာမျိုးမျိုးထံမှသင်ယူတိုင်းဘယ်တက်ပညာမှမရခဲ့ဘူး။ဒီလိုနဲ့လူလာမြောက်လာတဲ့အခါကျတော့မျက်နှာငယ်ပြီးရှက်စပွဲဖြစ်လာတဲ့ဒါကြောင့်ယောက်ျားတို့အတက် ဆက်ရှိရက်ကိုနှံ့ဆက်အောင်မြင်စွာတင်ပေးနိုင်တဲ့တက္ကသိုလ်ပြည်တိသာပါမောက်ခဆရာကြီးထံရောက်သွားပြီးတင်ကြတယ်။ဆရာကြီးထံပညာသင်ကြားလာသူတိုင်းကအတိုင်းတိုင်းပြည်ပြည်ကမိညင်မင်းသားမူတာမက်တာစသည်အပြင်တပည့်ပေါင်း900ရှိတယ်။အဲ့ဒီတပည့်တွေကဉာဏ်ပညာကတော့ထက်မြက်ကြပါပဲ။မိမိတို့ရဲ့ဇာတိကုံမျိုးရုပ်ကုံဥစ္စာကုံတို့ကြောင့်ဆရာသမားများအပေါ်မှာတပည့်တို့ကပြုတ်ချင်းအပ်တဲ့ဝေကြီးဝင့်ငန်မှုများကိုတော့လင်းဟင့်နေကြတယ်။ဆရာကငွေတစ်ထောင်ပူဇော်လိုက်ရင်ပြီးတာပဲလို့မှတ်ယူကြဟန်တူပါရဲ့။ ဒါတော့ခုခေတ်ဒီလိုလဲရှိတတ်သေးတာပဲပါပါရဲ့ဝိုင်းကျူရှင်နေပါလေဆိုပို့ဆိုသည်ဆရာကိုတငယ်ချင်းပေါင်းတောင်ပေါင်းနေကြတာအေးမိကကြောက်စရာလောက်ခဲ့ဘူးတဲ့သူဆိုတော့ပို့သည်မှာပေါ့ကွာကဲဒါရီထားပါတော့ကွာအခုတို့ပြောနေတယ်စူဒမန်လောင်းတထေးတာကတော့သူတို့လိုမဟုတ်ဘူးဆရာကိုခြေစုပ်လက်နဲ့ကအစာဝေးကြီးဝင်ငယ်မှန်သမျှအတွင်းကြကြပြုစုဆောင်ရွက်လေးရှိတယ်ဒီလိုနေ့စဉ်နဲ့အမြလိုက်တဲ့သည့်ယိုသည်မြတ်နိုးပြီးပြုစုတဲ့အတွက်ဆရာကလည်းတကြရပြီများထက်ပိုပြီးတန်ရော့စဉ်တွဲလာတဲ့ကရုဏာရှိလာတဲ့စေတနာပိုလာတဲ့ပေါ့ကွာ ဒါကြောင့်ညာနှုံနှင်းမှန်တည်တည်တိုင်းအထုကယူဆိုင်ပြီးတော့မှတင် जा ပေးတယ်။ဒုဗိမဲ့တထေတာကနှိရှိလာများတင် जा ပေးမယ်လို့ဘယ်အတက်ပညာမှမမဲရရထွန်းထွန်းပေါပေါမရှိရှာပါဘူးတဲ့။ဒီတော့လည်းသူခင်များရှက်ရှာတယ်ပေါ့ကွာ။ဒါကြောင့်စိတ်ပြန်အားငယ်ပြီးမိဘရက်ထံပြန်မတော့မယ်လို့စိတ်ဆုံးဖြတ်လိုက်တယ်။တနေ့တော့ရှက်ကြောင်အားငယ်စွာနဲ့ပဲဆရာထံသွားပြီးရှ िख ုနှုတ်ဆက်ရှာပါတယ်။ဆရာကြီးခင်များဆရာကြီးတင်ပေးတဲ့များပညာရရကိုလုံလဝိရနဲ့ ကြိုးစားမှတ်သားပါတော့လဲပဲကျွန်တော်ညံမှာမထင်းမြင်းလာတဲ့အတွက်အခြားသောတပည့်များအလယ်မှာရှက်စရာဖြစ်နေရပါတယ်ဒါကြောင့်ကျွန်တော်အားပြန်ခွင့်သာပြုပါတော့လို့ဝန်ထဲလိုက်လဲစွာခွင့်တောင်းပါတော့တယ်ဆရာကြီးမာလက်ဒီစကားကြတော့ယူကျုံမရဖြစ်ရတာပေါ့မိမိကိုကျုံနွန်စွာဝတ်ကြီးဝတ်ငယ်ပြုစုခဲ့တာတွေကိုလည်းကရုဏာဖြစ်မိတယ်ဒါကြောင့်အတာရတာဆက်ရှိရကိုထားတော့တခုခုသောဂါရမန်တန်ကလေးဖြစ်စေငါထံမှာရသွားရင်တော့ဖြစ်ရင်လော်ဂီဂျိုးစီပါ ဖြစ်နိုင်ကောင်းပါရဲ့လို့တွေးမိတာနဲ့တပည့်တတိသားလေးကိုတိတ်ဆိတ်တဲ့တော်ရင်တနေရာခေါ်သွားတယ်ဒီလိုနေရာမျိုးဟာအနောက်ရှက်အတန်အသက်ကင်းနာမှုတမာတိဖြစ်နိုင်တယ်လေ။ဂိုင်းငါရပြီးတက္ကရာမမပြည့်တဲ့မန္တန်ကိုငါရွတ်တယ်လို့လိုက်ဆိုလိုက်ရွတ်ကြည်စမ်းလို့ပြောပြီးဂတ်တေတီဂတ်တေတီဂိန်ကရဏာဂတ်တေတီအဟံပိတံဇာနာမိအဲ့ဒီမန္တန်ကဇာကလုံး20တာရှိပါတယ်။အဲ့ဒါကိုပဲတနေ့လုံးအခောက်ခောက်ခါခါနှုတ်ငုံမရမချင်းဆရာကြီးကသင်ပေးရပါတဲ့။အင်း ဆရာကောင်းတို့ရဲ့စေနာမေတ္တာကမိဘမေတ္တာလောက်ကြီးပပေးတာပဲเนาะအဲ့ဒီမန္တန်ရဲ့အိဗယ်ကဘာတဲ့လဲပါပါကတေသည်ချုပ်ချယ်ပြင်းမမိသည်ချုပ်ချယ်ပြင်းမမိသည်ဂိန်ကရဏအဘယ်အကြောင်းကြောင့်ချုပ်ချယ်ပြင်းမပိသနီဟံပိငါသည်လဲတန်းထိုเจ้าကိုဇာနာမိတိဤအဲ့ဒါကအနဲ့မြန်မာပြန်ကမြန်မာလိုပြောရမယ်ဆိုရင်တော့ငါကိုမကောင်းကြံနေတယ်မကောင်းကြံနေတယ်မင်းဘာလုပ်မယ်ဆိုတာငါသိတယ်လို့ပြောရမယ်ထင်မရက်ကွာ ဲ့ဒီမန်တန်လေးကိုနှုတ်တက်ချပေးပြီးတဲ့နောက်မှာနေနေညာညာတရိယာတိုင်းရွတ်ဆိုပြီးတော့လို့မလိုက်သေးတဲ့ကွအဲ့ဒီလိုနဲ့ပဲတတိသားကဗာရာဏသီမြို့ကိုပြန်ရောက်လာပါတော့တယ်ကွသူမိပါများနဲ့ဆွေမျိုးမိတ်တင်ကတွေကတော့တက်ကတူအကြောင်းတော်ပြန်ဆိုအထင်ကြီးဂုံယူနေတာပေါ့တတိသားလေးခင်ဗျာမှာတော့သူ့ဆရာစီကရခဲ့တဲ့မန်တန်လေးကိုဒါနေနေညာညာတတွတ်တို့ရွတ်ဆိုနေရရှာတယ်ကတေတီကတေတီဂင်္ဂရဏကတေတီအဟံပိတံဇာနာမိဒီလိုနဲ့နေလာခဲ့ရတာတနေ့ကြတော့အဲ အဲတဘာဝကြအောင်ပြောရမယ်ဆိုတော့တညကြတော့ပေါ့ကွာဗာရဏတီပြည့်ရှင်ကဓာမီတွင်မှာစနေနာရအောင်ရုပ်ဖြတ်ပြီးတကိုးတက်ထွက်လာခဲ့တယ်။ဘလို့ရည်ရွယ်ချက်နဲ့ထွက်လာတာလဲဘာပါရဲ့မိကလည်းကွာစနေနာရအောင်လို့ဆိုမှပဲမြန်မာစကားမှာအတိတ်နမိတ်တပေါင်းစနေဆိုတာရှိတယ်မဟုတ်ဘူးလားကွာ တိုင်းပြည်ရဲ့အရေးခင်ပြည်သူပြည်သားတွေရဲ့ဆန္ဒသဘောထားဘဝချင်းနေဒါတွေကိုကိုယ်တိုင်သိရှိကြားနာရအောင်စုံစမ်းထောက်လန့်တဲ့သဘောပေါ့ကဒီလိုပြုမှုကြတာကဖះဟောဇန်နိဘတ်တွေမှလည်းရှိတယ်မြန်မာတမိုင်းမှလည်းရှိပါတယ်ကွာအိုးဟုတ်သားပဲဟေးဘာရနတိမင်းကတညကြတော့တက်ကတူပြည်တော်ပြန်တထေသာအိနာရောက်သွားတယ်သူရောက်လာလို့မကြမီမှာပဲတကုတ်လေးကရဥမင်ဖောက်ပြီးဝင်သွားကြတာတွေ့နေရတယ်။အောက်ဆောင်မြောက်ကပဝင်းကျင်ကိုကဲ့ခတ်ပြီးကျင်းရစ်တယ်။ ဗာရနတီမင်းကလည်းပုံရှုပ်ပြီးတနီယာကနေစောင့်ကြည့်တယ်မကြပါဘူးအထက်ဝင်သွားတဲ့သူတွေကဒရောတော်ပါဥရဖာယာကြောက်အလန်ဟာပြေးထွက်လာကြပြီ ပြေးကြဟေးပြေးကြစုပြေးကြစုတို့အကြံကို သူသိသွားပြီတို့ကိုလူအုပ်နဲ့ဝိုင်းဖန်လိမ့်မယ်လို့ပြောပြီးထွက်ပြေးကြပါတဲ့ရှင်ပင်ကအံ့ဩစွာနဲ့အခြေအနေကိုစောင့်ကြည့်နေပေမဲ့လည်းတတိသာအိမ်ကလှုပ်လှုပ်ရှားရှားလူတန်းသူတန်းမှမကြရဘူးတဲ့ဒီတော့မှရှင်ပင်ကတွေးမိတယ်တတိသာကတကို့တွေဝေမန်းတင်အော်ဟစ်ပြီးခုန်ကြီးတောင်းတယ်တောင်းရမယ် လက်နဲ့ဆွဲကံပြီးခုခံတိုက်ခိုက်တန်တိုက်ခိုက်ရမယ်။ညာတန်ပြေးပြီးဝိုင်းဖန်တယ်။ဝိုင်းဖန်ရမယ်အခုတော့ငြိမ်မြက်ငြိမ်နေတာဟာအကြောင်းတစ်ခုကိုရှိရမယ်။တတိသားကတက်ကတူပြီးတော့ပြန်ဆိုတော့အတက်ပညာတစ်ခုခုနဲ့ပဲလှုပ်ဆောင်ထားလျော်သလား။ဆယ်ရန်တရားတစ်ခုခုကိုပဲစီစဉ်ထားလျော်သလားလို့တွေးပြီးနန်းတော်ကိုပြန်သွားပါတဲ့။အေးတစ်ခုခုတော့တစ်ခုခုပဲလို့တွေးစရာပေါ့နော်ဘာပါရဲ့။အဲ့ဒါမနဲ့ကြတော့ရှင်မင်းကြီးကအဲ့ဒီတတိသားကိုဆင့်ခေါ်လိုက်တယ်။ တတိယနန်းတော်ရောက်လာတဲ့အခါကျတော့သူနဲ့နှစ်ကိုချင်းလင်းပါရအောင်တွင်းဆောင်ကိုဝင်စေတဲ့အမောင်တတိယတင်သည်တက်ကတော်ပြီးကနေပညာသင်ပြီးပြန်လာခဲ့ပြီးမဟုတ်လို့ဆိုတော့မှန်လာပါသည်ရှင်မင်းကြီးအသိဉာဏ်ကိုညကတခုမြဝင်ရောက်ဖောက်ထွင်းသည်ကိုအသိသိပါသလားနန်းနဲ့မိုးလင်းမှာသူတို့ရဲ့ခြေရလက်ရာတွေတွေ့ရကြမှာဗျာတို့ပြင်လေသူတို့ဖောက်ထွင်းစဉ်ကအသိလုံးဝမသိဘူးပေါ့မသိရပါဗျာတခုမြကအသိသိသည်ဟုပြောဆိုထွက်ပြေးကြသည်ကိုကျွန်တော်ကိုယ်တိုင်မြင်လိုက်သည်အသိနိုင် တက်ကတော်ကျောင်းတော်ကနေပြီးတက်မြောက်လာတဲ့ပညာရတခုခုရှိအပ်ဟုကျွန်ုပ်ထင်၏ထိုပညာကိုကျွန်ုပ်အားသင်ပြပေးပါလောငါတောင်းမှန်ပါ၏ရှင်မင်းကြီးကျွန်ုပ်ကအလွန်ညံထိုင်းသူဖြစ်၍ပြောစမှတ်ပြုတော်အောင်ပညာတခုခုမှမရခဲ့ပါအမောင်းတထေးသာမိမိပညာကိုရှုပ်ဝဲတုံးမိမချပါနဲ့ဆရာဆောင်ငွေတထောင် ပူဇော်၍တင်ယူပါမည်သင်မင်းကြီးကျွန်ုပ်ဒီမှန်သောသစ္စာစကားကိုသာဆိုပါမည်ကျွန်ုပ်တွင်မယ်မယ်ရရပညာဟူ၍မရှိပါ ဇရာကနှုတ်တိုင်ချပေးလိုက်တော့ဆက်လုံး20မြတာပါသည်မန်းလျာတစ်ပိုက်သာရလာခဲ့ရူအမှန်ဖြစ်ပါသည်အမောင်တစ်ထည်သာတိတာပေါမောက်ကဆရာကြီးတို့မြည်သည်အကျိုးရှိသောဩဝါဒများကိုသာတင်ချပေးလေရှိပါတယ်ဒါကြောင့်အသင်အားနှုတ်တက်ချပေးလိုက်တဲ့ထိုမန်းလျာကိုပင်အကျွန်ုပ်အားတင်ချပေးပါလောမောင်လာအေးဧည့်သည်လို့နဲ့ပဲဗာရဏတိမင်းကြီးကတက်ကတူပြန်တထေသာထံကနေကတ်တေဒီကတ်တေဒီမန်လျာကို ငွေတပြားတထားပူဇော်ပြီးတော့တယိုတသည်တင်ယူလိုက်ပါတဲ့နေနေညညာလည်းတရိယာတိုင်းနှုတ်ကနေတဖွာပါရွတ်စွန်နေပါတဲ့ဒီလိုနဲ့ပဲတနေ့မှာတော့မင်းကြီးဆံမြန်းနဲ့အတွင်းဆောင်ကိုဆက်ထားတဲ့ပုံတော်ကကုတ်ကုတ်ရွတ်ရွတ်ဝင်ရောက်ခါးစားလာတယ်မင်းကြီးကသူ့ကိုမြင်မှတရိယာလာတယ်လို့လို့နဲ့မိမိရဲ့မုတ်စိတ်ကျင်ဆွဲတွေကိုလက်ဖြင့်ပုတ်သက်လိုက်ပြောတယ်အော်ငါမုတ်စိတ်ကျင်ဆွဲများရိတ်ပင်ရင်အခါကြပါပေါ့လားမှန်လားပါဗျာ တော့ရောက်ရင်စက်တာတဲ့ကျွန်တော်မျိုးဒူးထောက်ခါစားရကြောင်းမှဖရားပေါ့ကောင်းလာပြီစက်တာတဲ့တော်ကြီးအသင့်အမှုကိုကောင်းစွာစီရင်လေတော့ပေါ့အဲ့ဒါလို့နဲ့ရှင်ပြင်းကြီးကတလုံးညောင်ဆောင်မှာမှာဂရီပါအုံတော်ကိုမှီလျောင်းပြီးတော့အနေထားကောင်းအောင်မျက်နှာတော်ကိုမော့ပေးလိုက်တယ်စက်တာတဲ့ကရှင်ပြင်းကြီးကိုရှေ့ကိုပြီးမှွေကြိုင်တဲ့နေသားကြီးတို့နဲ့မုတ်စိတ်ကျင်းဆွဲတွေကိုပုတ်နေပြီးပေးနေတယ်ရှင်ပြင်းကြီးရဲ့မျက်လုံးဆောင်ကရွှေနှန်းတော်ရဲ့ဗိတ်တံမျက်နှာချက်ကိုကြည့်နေလိုက်တယ် ဆက်တာတွေကလည်းမုန်းစိတ်ကျင်းဆွဲများနုညံ့ပြောပြောင်းလာတဲ့အခါမှာသူ့တင်တုံးသားကိုထုတ်ပြီးတော့တပတ်တော့လက်ဝါးပြင်မှာတစ်ဖြက်ဖြက်ခတ်ပြီးသွေးနေတယ်။အဲ့လိုသွေးနေရင်းနဲ့ပဲမင်းကြီးရဲ့မိစေအောက်ကလက်မျိုးကိုဆူဆိုက်ကြည့်လိုက်တယ်။အဲ့ဒီနောက်ရှင်ပြန်ကြည့်ရဲ့နှစ်ဖူးကိုဘဲဘက်လက်နဲ့ညင်သာစွာကန်လိုက်တယ်။အဲ့ဒီနောက်ညာဘက်လက်ကတင်တုံးသားကိုတစ်ချက်ကြည့်လိုက်တယ်။ထိုတခဏလေးမှာပဲရှင်ပြန်ကြီးကတတိတရဲ့မန္တရကိုသတိရပြီးဂတ်တေသည်ဂတ်တေသည်ကင်ကရဏဂတ်တေသည်ဟန်ပိတံဇာနာမိလို့ရွတ်လိုက်တယ်။ ဆက်တာတဲ့ရဲ့ပဲဘက်လက်ကမင်းကြီးရဲ့နှစ်ဘူးကနေဆက်ခနဲ့ရုပ်သွားတယ်။ညာဘက်လက်ကတင်းလုံးသားကလည်းနန်းကျမ်းပင်ပေါ်ကိုတောက်ခနဲ့ကျသွားတယ်။ရှင်မင်းကြီးကဆက်တာတဲ့တော်ကြီးကိုဖြတ်ခနဲ့မော့ကြည့်လိုက်တဲ့အခါမှာနှကန်ပါနာများတုံပြီးတော့သူ့မျက်လုံးဆုံးကအကြောက်ကြီးကြောင်နေပုံကိုတွေ့ရတယ်။ဒီတော့ရှင်မင်းကြီးကမိအုံးကနေပြုံးကနေမတ်မတ်ထမ်းပြီးဘလို့လဲဆက်တာတဲ့ကြီးလို့မျက်နှာထားတင်းတင်းနဲ့မေးလိုက်တယ်။ဆက်တာတဲ့ကြီးကလည်းမျက်နှာချင်းမဆိုင်ဝင်တော့ပဲနဲ့ဘုရားကျွန်တော်မျိုးရဲ့အသက်ကို ချမ်းသာပေးတော်မူပါဗျာလို့ရှောက်တင်ပြီးတော့ဂျုံခွဲချငိုလိုက်ပါတဲ့ရှင်မြင်ဆိုတဲ့ပုံကူမျိုးကအလွန်တရာရာစပရိရဲ့ကြွေးဝါးကြတယ်မဟုတ်လားသူ့အမှုရနဲ့စကားကြားလိုက်ရတယ်ဆိုရင်မတခုခုတော့အပြစ်ရှိပြီလို့နားလည်ပြီလေဒီတော့မျက်နှာထားကိုပိုတင့်ပြီကဲမန်ယာကိုတတော်ဦးတင်ရင်တက်ကိုချမ်းသာပေးမယ်မမမကန်ချွင်ချန်လီစဲလျှောက်တင်တော့တရအောင်သာပြင်မေတော့လို့ကြုံဝပြီးပြုံးစားကြီးမတ်တန်ထရလိုက်တယ်ဆိုရင်ပဲဆက်တာတဲ့ကြီးကသူ့အကြံနေဖွင့်အန်လိုက်ရတာပေါ့ကွာ စစ်သူကြီးကသူ့ကိုငွေတစ်ထောင်ပေးပြီးဘီရင်ကြီးမုန်းစိတ်ဖယ်တဲ့အခါမှာလဲမျိုးကိုတင်နှုံးတာနဲ့အလိခိုက်တဲ့အကြောင်းဘီရင်ကြီးနဲ့ရွာဆန်လို့နိုင်ငံကိုအုပ်ချုပ်သူကိုယ်တိုင်မင်းလောက်ရတဲ့အခါကျတော့မိမိကိုစစ်သူကြီးရာမှာထားပြီးချိမြောက်တော်မူမယ်အကြောင်းဒါကြောင့်ဘီရင်ကြီးကိုတင်နှုံးတာနဲ့ဆုံးစီရင်ချမ်းမိတော့လဲဘီရင်ကြီးရဲ့နှုတ်ကနေငါကူမကောင်းကြမ်းနေတဲ့ငါကူမကောင်းကြမ်းနေတဲ့မင်းဘာလုပ်မယ်ဆိုတာငါအသိတယ်လို့ပြောလိုက်တာနဲ့မိမိကျမ်းမှာဘူးပေါ်တယ်လို့ပေါ်ရပါကြောင်းအသက်ကိုချမ်းသာပေးပါမယ်အကြောင်းတောင်းမှန်တော့တာပဲကွယ် တကယ်ဆိုတော့လည်းဘီရင်တစ်ပါးကိုလှုပ်ကြံမှုဆိုတာစီရင်သားချင်းချင်းတက်ဖြတ်ရတာလိုမျိုးမဟုတ်ဘူးလေဘီရင်တို့ရဲ့ဘုံမိုးလိုခြုံဆိုသလိုဘုံကံကြီးမားတဲ့ဘုံညံဖတ်တကုံနေရှိကြတာမလားဒီလိုနဲ့ဘီရင်ကြီးတဲ့စစ်သူကြီးကိုဖန်စီစစ်မေးလို့အမှုမှန်ပေါ်တဲ့ကနဲ့နေနေပေးလိုက်ပါတဲ့မိမိရဲ့အသက်ဘေးကနေလက်မရင်းလေးလှုပ်အောင်ချိုးပေးတဲ့မန်လေးရကိုကျေးဇူးတင်တာနဲ့များအတင်ပြပေးသူတထေးသားကိုလည်းကျေးဇူးဆက်တဲ့အနေနဲ့စစ်သူကြီးရာမှာသူကောင်းပြုလိုက်ပါတဲ့ကွယ် ကဲဒီရင်နှိဋ္ဌိတံမီပေါ့အိုးဒါကြောင့်မသိတော်ညာသိတော်လားဖြင့်နှုတ်ဖြားဆိုမြတ်မန္တန်ဆက်ကြောင့်အသက်စီးစိန်တီမြဲငယ်ဤလိုဘာပါကဆိုထားတာကို နော်အေးဘောကတို့ဘာကြီးများကတော့ကွာညာတရင်တို့လာပြီဒါဆိုဒီမန္တန်ကို အုံခံရွတ်တော်တာပဲဗျာတခိုးဘေးကနေကင်းဝေးတဲ့ဗျာကတ်တေတိကတ်တေတိကိင်္ဂရဏကတ်တေတိအဟံပိတံသာနာမိတုခိအဋ္ဌာနပရိဟရန္တုရှားကြီးဒုက္ခရဲ့ ဓမ္မကထာစာပေသာစာအုပ်ကြီးတစ်ခုလုံးကတော့ဒီအပိုင်းမှာပဲအဆုံးသတ်သွားပြီဖြစ်ပါတယ်။နောက်များမှာလည်းဆရာကြီးရဲ့စာကောင်းပေပုံများကိုဆက်လက်ပြီးတင်ဆက်ခြင်းမှာသေးတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့တာပါ။